မင်္ဂလာညချမ်းပါ2025ခုနှစ်ဇွန်လ24ရက်နေ့ Radio UNG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ပထမဆုံးတင်ပြမယ့်သတင်းကတော့ပြည်သူ့ဘက်ကကူပြောင်းလာတဲ့ NAM စီဒီမ်များအတွက်အေးအေးရမရှိကြောင်းပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစုပြောကြားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ပြည်သူ့ဘက်ကကူပြောင်းလာတဲ့နမ်စီဒီယမ်များအတွက်ရေးယူရမရှိဘူးလို့တော်လိုင်းသမားများနဲ့စကားပြောခြင်းအစီအစဉ်မှာဝိုင်းရင်တရင်သမားတအုပ်ဖြစ်တဲ့ဦးခင်မောင်စုကို ီတော်စုမင်းဒေါက်တာဇော်ဝေစုကဖြေးချလိုက်တာဖြစ်ပါတယ်။မြို့တွေတင်လိုက်တိုင်းတင်လိုက်တိုင်းနမ်စီရီယမ်တွေကျွန်တော်တို့ဖမ်းဆီးရတာရှိတယ်။အဲ့တော့မဖမ်းခြင်းလို့ဆရာတို့ဒီမှာပါနမ်စီရီယမ်တွေကအလင်းဝင်မှုခေါ်တယ်။အခုလဲခေါ်ပါတယ်။ချိန်မြေပဲအလင်းဝင်နိုင်တယ်။ချိန်မြေပဲပြည်သူဘက်ကိုပြောင်းနိုင်တယ်။အလင်းဝင်နေဆိုတဲ့စကားလုံးကိုမကြိုက်ရင်ပြည်သူဘက်ကိုကူပြောင်းလို့ရတယ်။ပြည်သူဘက်ကိုကူပြောင်းလာတဲ့နမ်စီရီယမ်များအတွက် category ဥပဒေထဲမှာရေးထားတာရှိပါတယ်။နမ်စီရီယမ်တွေအကုန်လုံးကိုအေးအေးယူဖို့လည်းမဟုတ်ပါဘူး။ အရေးလည်းမယူဘူးယူမှလည်းမဟုတ်ဘူးလို့မြင့်ကြီးကပြောပါတယ်။ဒါအပြင်နန်းစီတန်များအနေနဲ့ပြည်သူနဲ့ပူးပေါင်းရတိုက်တွန်းပြီးပြည်သူနဲ့ပူးပေါင်းတဲ့နန်းစီတန်များအတွက်စီဒီအဥပဒေဟာစီဒီအပါဝင်နန်းစီတန်များအတွက်အကာအကွယ်ပေးတဲ့ဥပဒေဖြစ်တယ်လို့ဝင်းကြီးကပြောကြားထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဇွန်လနဲ့ဇူလိုင်လအတွင်းမှာလူဦးရေ35,000ကိုထပ်မံဦးစားပေးရွေးချယ်၍ကုညီများထပ်မံပေးသွားမယ်လို့ UN ကြေညာတဲ့သတင်းဖြစ်ပါတယ်။ ဇွန်လနဲ့ဇူလိုင်လအတွင်းမှာလူရဲတသိန်း5000ကိုထပ်မံဦးစားပေးရွေးချယ်ပြီးကုညီတွေထပ်ပေးသွားမယ်လို့ UN မြန်မာကကြေညာပါတယ်။ဖျားပြင်းငလင်ကြီးတန်ထိခိုက်ခံစားခဲ့ရတဲ့မြန်မာပြည်သူပြည်သားတွေကိုပတ်မုံကူညီပေးခဲ့တဲ့ပြည်내နိုင်ငံကိုကျေးဇူးအထူးတင်ပါတယ်။ပြည်내နိုင်ငံရဲ့ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအကူအညီတွေဟာကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP နဲ့မိဘဖွဲ့တွေရဲ့တိုက်ရိုက်ဖြန့်ဝေမှုနဲ့ကုဆိုရင်ငလင်ပင်သိရွာလူလူထံရောက်ရှိနေပါပြီ။ လက်ရှိချိန်မှာကုလသမဂ္ဂကမ္ဘာစနိုက်ခအစီအစဉ် WFP နဲ့မိဘဖွဲ့စည်းတွေဟာသခိုင်းမန္တလေးရှမ်းပြည်တောင်ပိုင်းနဲ့နေပြည်တော်မှာငလင်ဘေးတုံပြင်းရဲ့လုပ်ငန်းစဉ်အစ်စ်တဲ့ဖြစ်လူရေလေးသိန်းကိုကူညီပေးပြီးဖြစ်ပါတယ်။ဇွန်လနဲ့ဇူလိုင်လအတွင်းမှာလည်းလူရေတသိန်း၅သန်းကိုထပ်မံဦးစားပေးရေးချက်ကစနိုက်ခငွေသားအဟာရနဲ့ပြည်လဲထူထောင်ရေးအကူအညီတွေကိုဆက်လက်ပေးအပ်သွားဖို့ရည်ရွယ်ထားပါတယ်လို့ဆိုပါတယ်ရှင်။ဆလပီနိုဝေနိုင်ငံမှာကျင်းပတဲ့ဒေါအောင်ဆန်းစုကြည်မွေးနေ့ပွဲသို့ နော်ဝေဝင်ကြီးချုပ်ဟောင်းနဲ့နိုင်ငံပါတီတောင်းကမှလွတ်တော်အမှန်များတက်ရောက်ခဲ့တဲ့တဲ့ရင်ကိုလည်းတင်ပြပေးပါမယ်။နော်ဝေနိုင်ငံအော့စလိုမြို့မှာကျင်းပတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနွေးပွဲသို့နော်ဝေဝင်ကြီးချုပ်ဟောင်းနဲ့နိုင်ငံပါတီတောင်းကမှလွတ်တော်အမှန်များတက်ရောက်ခဲ့ပါတယ်။အော့စလိုမြို့ပါလီမန်အဆောက်အအုံရှိရှိရင်းမြစ်ဟာလန်တော်လန်လာများနဲ့စီကားလာတာကြောင့်မွေးနွေးပွဲကိုစိတ်ဝင်စားလာရောက်ကြည့်ရှုသူများပြားခဲ့ပါတယ်။စူပါပွဲမှာဒေါအောင်ဆန်းစုကြည်နဲ့တကွခြားသောနိုင်ငံရဲ့ကျင်းသားများလူများတွေအတွက်ထီရောက်စွာတောင်းဆိုနိုင်ခဲ့ကခန္ဓာတို့မြူတိုင်းညွှန်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဒေါက်စမအောင်ကဒေါက်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစကားဗီဒီယိုကိုပေးပို့ကဆုတောင်းခဲ့တဲ့အပြင်ဒေါက်ဆန်းစုကြည်နဲ့ရင်းနှီးသောနိုဝင်ဝန်ကြီးချုပ်ဟောင်းနဲ့နိုင်ငံပါတီသုံးခုမှလွှတ်တော်အမတ်များကလည်းဒေါက်ဆန်းစုကြည်နဲ့ခြားနိုင်ငံအကျဉ်းသားများလူများရဲ့အတွက်တောင်းဆိုခဲ့ကြပါတယ်။နောက်ပြင်ဒေါက်ဆန်းစုကြည်အသားငယ်ကိုထင်လင့် Kim Harris ကလည်းမိခင်ကြီးအတွက်ဆုတောင်းစကားကိုဗီဒီယိုပေးပို့ပြောကြားခဲ့ပါတယ်။ လားတူဇွန်လ22ရက်နေ့ကနော်ဝေနိုင်ငံဖရိုလန်မြို့ရှိရောင်ဆန်းစုကြည်ပန်းချန်တီရှိရာဖရိုလန်မြို့ခရီးယံဘာသာရေးစင်တာမှာမွေးနေ့အထိမ်းအမှတ်ပွဲကိုပြုလုပ်ခဲ့ပါတယ်။နော်ဝေနဲ့နိုင်ငံတကာမှမြန်မာများပါဝင်တက်ရောက်ခဲ့ကြတဲ့အပြင်ဖရိုလန်မြို့ရောင်းဝင်းအက်စတာခရိုင်ဝဲမြို့သားညီညွတ်အစိုးရ၏နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် CRP Support Group Norway ဥက္ကဋ္ဌနဲ့တွေ့ရမှုဥရောပ Hindu Union ဥက္ကဋ္ဌ Kecho Ethnic Association Europe ဥက္ကဋ္ဌနဲ့ ရောင်ဆန်းစုကြည်ပန်းချံကော်မတီဥက္ကဋ္ဌတို့ကမွေးနေ့ဆုတောင်းစကားများပြောကြားခဲ့ပါတယ်။ဒါ့အပြင်ပန်းချံကော်မတီအဖွဲ့ဝင်များမြန်မာနိုင်ငံသို့တွားရောက်ခဲ့စဉ်ကရောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့အမှတ်တမ်းဗီဒီယိုကိုလည်းပြသခဲ့ပြီးဆိုမခန်းနှမတော်လင်းရဲ့မုံငွေစီအောင်ပွဲပြုလုပ်ခဲ့တဲ့အပြင်ရောင်ဆန်းစုကြည်နဲ့နိုင်ငံအကြီးအကဲများလူမျိုးရေးကိုတောင်းဆိုတဲ့ဒုတိယချစ်တက်ဖွဲ့ကိုလည်းကျင်းပခဲ့ပါတယ်ရှင်။ရှောင်းနေ US ဒိုကီတာဖျော်ဖြေပွဲကနေရရှိလာတဲ့ရမုံငွေများထဲမှာစေယုံတေယုံမတီးဖို့ ဆိုတော့လင်းလင်းနဲ့ချစ်သူဝေပြင်ဆင်ထားတဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။မြန်မာနိုင်ငံမှာဘေးကင်းသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒန်းကြဖို့ဖိတ်ခေါ်ရမှာရုပ်ဆောင်ချစ်သူဝေကအခုလိုတည်ပေးဆိုထားပါတယ်။ထရီဇာနဲ့ကိုလင်းတို့ကလည်း DLNUS ထိုးကနေပြီးတော့ရရှိလာတဲ့အထက်ကနေဆေးရုံတရုံမှတည်ပေးဖို့ပြင်ဆင်ထားပါတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာဘေးကင်းသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန် ဒီပိုင်းရမြန်မာပြည်ပွားများနဲ့ဘဝသူကျမိုင်ဝင်နေများကကမ်ပိန်းမှာပါဝင်ပေးကြဖို့ရုပ်ဆောင်ချစ်သူတွေကတိုက်တွန်းထားပါတယ်။ Safe Hospital Safe Healthcare Campaign ကို American Dollar 4ဒင်းညှိနှိုင်းထားပြီးကမ်ပိန်းကာလမေလ24ရက်နေ့မှဇွန်လ30ရက်နေ့အထိတက်မှတ်ထားပါတယ်ရှင်။ဂျာမနီနိုင်ငံ Frankfurt Munich ရီယာဒီတွဲဆောင်ချစ်ကြီးဘောလုံးပြိုင်ပွဲနဲ့တော်လင်းရမုံငွေဈေးရောင်းပွဲအောင်မြင်စွာကျင်းပပြီးစီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဂျာမနီနိုင်ငံ Frankfurt Munich ချင်းလူမှုရေးအသင်းမှာ ဇွန်လ22ရက်တွင်ရီယာတီတွဲဆောင်ဖြစ်ကြီးရဲ့ဘောလုံးပြိုင်ပွဲနဲ့တော်လင်းရံမငွေဈေးအောင်ပွဲကိုကျင်းပခဲ့ပါတယ်။ဘောလုံးပြိုင်ပွဲအခမ်းအနားမှာ FC Barmis Unity Frankfurt အသင်းမှာပိုးဆွဲနိုင်ခဲ့ပြီးဆူရရှိသူများကိုတာဝန်ရှိသူများကချီးမြှင့်ပေးအပ်ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ပါကီမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။